အားလုံးသိကြတဲ့အတိုင်းလွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်ကလူတိုင်းဒီပါဝန်ထဲမှာတန်ကောင်းတွေရှိကြတယ်။ဒါပေမဲ့အခုခေတ်မှာတော့ဒီတန်ကောင်းတွေဟာရှားပါလာပါပြီ။1990ခုနှစ်တွေကလေးကကလေးဘွားရဲ့အမှတ်တရတွေထဲမှာဒီဘိုးကောင်းတွေဟာပါဝင်ခဲ့ကြပါတယ်။အဲ့ဒီချိန်တုန်းကမိသားစုထဲမှာကလေးတယောက်မှာတန်ကောင်းတွေရှိတယ်လို့သိလိုက်ရရင်ပထမဆုံးလှုပ်တာကဖျားပထိုးတကြားလုံးဝယ်ပြီးတော့စားပြီးနောက်မှာတော့ပိုးကောင်းတွေထွက်လာတာကိုစောင့်ကြည့်ကြတာပါ။တခါတလေမှာပိုးကောင်တွေကအရန်ကြီးလုံးလို့ဝမ်းတွဲမှာပိတ်ဆို့ပြီးတော့လက်နဲ့ဆွဲထုတ်ရတာမျိုးတောင်ရှိခဲ့ပါလေ။ ကလေးဘွားတော်ကကျွန်တော်တို့ဟာအတော်တန်ပြည့်ကင်းစင်ပြီးတော့ဒီဘိုးကောင်တွေကိုကစားစရာအယုတ်တွေတို့စော့ကစားခဲ့ကြပါတယ်။ဒါပေမဲ့အခုခေတ်မှာတော့ဒီဘိုးကောင်တွေအကြောင်းလုံးဝကြားရတော့မှာမဟုတ်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီဘိုးကောင်တွေဟာရုတ်တရက်ပြောက်ကွယ်သွားခဲ့ကြလို့ပါပဲ။အခုကျွန်တော်တို့ဒီဘိုးကောင်ရဲ့သိပ္ပံအမည်ကိုလေ့လာကြည့်ကြပါစို့။ဒီဘိုးကောင်ရဲ့သိပ္ပံအမည်က Acris Lama Quietis လို့ခေါ်ပြီးဒါဟာခိုင်မာတဲ့ကပ္ပဘိုးတစ်မျိုးပဲဖြစ်ပါတယ်။ဒီပိုတွေဟာလူဦးရေမှာနေရတာကိုနှစ်သက်ကြပြီးတော့လူခန္ဓာကိုယ်တွေကအကြီးဆုံးဦးလဲကြောင်းကပ်ပါပိုးတွေကတမျိုးပါ ဒီပိုးတွေရဲ့သားလောင်တွေဟာခန္ဓာကိုယ်ထဲမှာသွာလာနိုင်ပြီးတော့အရွယ်ရောက်ပိုးတွေကတော့ဥမာထဲမှာအဓိကပေါ်အောင်နေကြပါတယ်။သူတို့ဟာမြေကြီးပိုးနဲ့ဆင်တူပြီးအဝါရောင်ဒါမှမဟုတ်ပန်းရောင်ဖြစ်ဖြစ်ခန္ဓာကိုယ်ရှိကြပါတယ်။ဒီပိုးတွေဟာလှူရှာနိုင်စမ်းရှိကြပြီးတော့မြို့ပွားနိုင်စွာဟာအအောင်စရာကောင်းလွန်ပါတယ်။သူတို့ရဲ့ဥတွေဟာလူခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့အခါနှစ်လလောက်အတွင်းဥဦးထဲပြင်မှဖြစ်လာနိုင်ပြီးတကောင်တဲကတနေ့ကိုဥနှစ်သိန်းလေးတောင်အထိဥနိုင်ပါတယ်။လူတယောက်ရဲ့ဝန်ထဲမှာဒီဘိုးကောင်တကောင်ကနေ၁၀ကောင်အထိလှူရှာနေနိုင်ပြီးဒါကိုစဉ်းစားကြည့်ရင်တော့ထိတ်လန့်စရာပါပဲ ။ဘာကြောင့်များလူတွေရဲ့ဝမ်းထဲမှာဒီပိုးတွေရှိနေရတာလဲ။တကယ်တော့ငငယ်တုန်းကဒီပိုးယောဂါဟာပိုးဥတွေပါတဲ့ညဉ့်ညံတဲ့အစာတောင်ဒါမှမဟုတ်ရေကိုတောင်းမိလို့ဖြစ်ပေါ်လာတာပါ။ဆယ်စုနှစ်အနေငယ်ကအထူးသဖြင့်ကြေးလက်ဒေသတွေမှာရေပေးဝေးစနစ်မပြည့်စုံခဲ့ပါဘူး။လူတွေဟာမြကန်တစ်ပေးကရေကန်တွေကရေကိုပိုးတက်မထားပဲတောက်တုံးကြပြီးတော့အဲ့ဒီအခါမှာပိုးဥတွေဟာခနာကိုယ်ရေးဝင်ရောက်နိုင်တဲ့အခွင့်အရေးရခဲ့ကြတယ်။ဥရေဟာလူခန္ဓာကိုယ်ရဲ့ဝင်ရောက်လာတဲ့အခါဥလန်းချောင်းနေရာမှာစုပ်ကပ်ပြီးတော့တဖြည်းဖြည်းဖွံ့ဖြိုးစားပြူလာပါတယ် 2လလောက်မှာတော့ပိုးဥတွေဟာအရွယ်ရောက်လာပြီးတော့ဥဥတက်ကြပါလေဒီပိုးတွေဟာဥထဲမှာတနည်းလောက်နေနိုင်ပြီးတော့တကောင်ကနေဒါစင်းနဲ့ချီတဲ့ပိုးကောင်တွေအထိဖြစ်ပေါ်လာနိုင်ပါလေခန္ဓာကိုယ်ထဲမှာကြာရှည်နေလေလေပိုးကောင်ရေအတွက်များလာလေလေလူသားအတွက်အန္တရာယ်ပိုများလာစေပါလေပိုးကောင်တွေဟာအလုံးလိုက်ထုံသွားပြီးတော့ဥပိတ်ဆိုတာမျိုးဝမ်ပိုက်နာကျင်မှုပြင်းထန်တာမျိုးဖြစ်ပေါ်စေနိုင်ပါလေပိုပြီးတော့ထိတ်လန့်စရာကောင်းတာကတော့ဒီပိုးတွေတဲကတချို့ဟာဥတွေကနေအသေးအဆုံးဒါမှမဟုတ်အုံနောက်ထဲအထိခီးသွားနိုင်ပြီးတော့ ခန္ဓာကိုယ်ကအခြားအင်္ဂါတွေရဲ့လုပ်ငန်းဆောင်တာကိုနှောက်ယှက်ပေးကဇီဝဖြစ်စဉ်ကိုဖျက်ဆီးတတ်ကြပါလေ1950နဲ့1960ခုနှစ်တွေမှာတရုတ်နိုင်ငံမှာဒီပိုယောဂါဟာကူးစက်မှုနှုန်း80ရာခိုင်နှုန်းအထိရှိခဲ့ပြီးလူတိုင်းဒီပါဒီတန်ကောင်တွေနဲ့နေထိုင်ခဲ့ကြရတယ်။အခုခေတ်မှာတော့ဒီတန်ကောင်တွေအကြောင်းကျွန်တော်တို့ခဏခဏပြောလို့မရှိတော့ပါဘူး။ဒါကြောင့်လဲဆိုတော့တန်ရှင်ရေးအခြေအနေတွေတိုးတက်လာလို့ပါပဲ။အရင်နှောင်းကကြည်လက်ဒေသတွေမှာလူတွေဟာမတန်ရှင်မီညဉ့်ညံတဲ့ရေကိုတောက်တုံးခဲ့ကြပြီးတော့ အခုခေတ်မှာတော့ရေပိုက်ဖွင့်လှစ်ရုံနဲ့တန်ရှင်းတဲ့ရေရရှိပြီးတော့အိမ်သားတွေမှာလည်းရေစေးစနစ်တွေရှိလာပါပြီ။ဒါကြောင့်တန်ကောင်ပိုးဦးတွေကရေနဲ့ဟင်းသီးဟင်းရွက်တွေမှာကတ်တဲ့မနေနိုင်အောင်ကာကွယ်ဖို့စားရည်နဲ့စိန်ထားတာ၊စူပွားအောင်ပြုတ်တာ၊မစားခင်လက်စေးတာစားတဲ့တန်ရှင်းရေးအလေးချင်တွေဟာအခုခေတ်မှာအခြေခံကြားတဲ့ကာကွယ်ရေးလှုပ်ဆောင်မှုတွေဖြစ်လာပါပြီ။ဒါကြောင့်ပိုးဦးတွေဟာလူဝမ်းထဲဝင်ရောက်ဖို့ဆိုတာတက္ကသိုလ်ဝင်ခွင့်ဆောင်မှုပဲဝင်တာထက်တောင်ခက်ခဲလာကြပြီးတော့ဒါအပြင်1990ခုနှစ်တွေမှာပိုးသက်ဆေးဖြစ်တဲ့တန်ကြာစီဟာရေပန်းစားလာခဲ့ပြီးတော့ လူတွေဟာတန်ကောင်ပိုးကူးဆတ်မှုကိုဖျက်ထားဖို့ပိုပြီးတော့ဂယူဆိုင်လာကြပါတယ်။နောက်ပိုင်းမှာပိုးသက်စီတွေပုံမတို့တက်လာပြီးတော့တန်ကြစီပြောက်ွယ်သွားခဲ့ကအခုခေတ်မှာတော့စီတွေဟာတပြားတများတောက်ယုံနဲ့ပိုးတွေကိုအပြည့်အဝဖယ်ရှားနိုင်ပြီးတော့ဆရာဝန်တွေကလက်နဲ့ပိုးကောင်တွေကိုဆွဲထုတ်စီရမလို့တော့ပဲ။ဘိုက်ထဲမှာပဲတန်ကောင်တွေကိုခြေနိုင်နေပါပြီ။ဒါပေမဲ့ကပ်ပါပိုးတွေဟာလုံးဝပြောက်ွယ်သွားတာတော့မဟုတ်ပါဘူး။ကူးဆက်မှုအခွင့်အလမ်းသာများစွာရောကြသွားပြီးတော့အခုခေတ်မှာရန်ဖန်ရန်ကာကူးဆက်ခံရသူတွေရှိသေးပြီး အများစုကတန်ရှင်းရေးဂယူမဆိုင်တာဒါမှမဟုတ်အခြားအကြောင်းအရာတွေကြောင့်ပါဒါကြောင့်လူကြီးမင်းတို့လည်းတန်ရှင်းရေးကိုဆက်လက်ဂယူဆိုင်ဖို့အရေးကြီးပါတယ်